နေရာမှာတမျိုးနာကျင်မှုဟိုမနာကျင်တဲ့နေရာတော့မရှိဘူးအကုန်လုံးနာကျင်တယ်အဲ့ထဲမှာမှလုံကဲပြီးနာကျင်တဲ့နေရာလေးတွေဆက်တော့ပြောလို့ခုတကောက်ခွဲ့သလိုရှိရင်ဟလာမျက်ရည်ဆက်ဆက်တကောက်ခွဲ့ရဲရဲဆက်ဆက်တကောက်ခွဲ့အမေဟိုတော့တကောက်ကြော့အမေကိုပြောတကောက်ကြော့ဥစက်ဥစက်တင်ပချက်ထားလို့ပြေးချင်းရေဝိုးတင်ဆိုတာဒူးပေါ့ ြမရိုးတာထိုးခွင့်မင်ကြောင်ပေါ့ကျွန်တော်တို့ဟိုးအရင်တုန်းတည်းကရှိခဲ့တဲ့မြမရဲ့အမွေဒီမင်ကြောင်ပေါ့နော်ဒီပေါင်မှာထိုးတဲ့ထိုးခွင့်မင်ကြောင်ရဲ့ဒါတက်တူးကြတော့ဒါကျွန်တော်တို့ဒီလက်မှာဒါကျွန်တော်တို့အလှရေးကြတယ်ကျွန်တော်တို့တက်တူးတွေအဲအဲ့လိုပေါ့နော်အဲ့ဒါကတော့ဒါကျွန်တော်တို့ကဘာကနေဆင်းသက်တဲ့ဟာပေါ့ဒီဟာကတော့ကျွန်တော်တို့ဒီထိုးခွင်းနေထိုးခွင်းနေဒီဟာကျွန်တော်လေ့လာနေတယ်အဲ့ဒီဟာရဲ့အကြောင်းအရာတွေလဲဆရာရှမ်းစီကနေကျွန်တော်အဲ့လိုဖိုင်နေရတယ် ကကိုယ်ရုပ်တွေကိုဒီကစာရည်ရင်ရင်ပြီးမှစောင့်ရှောက်ရတာဝင်းနေရတဲ့ခုနဲ့တခုဆက်ဆံမှုတွေဒီလူ့ဘက်တွေကပြန်ပြီးလိုအပ်တဲ့နေရာကိုပြန်စပို့တင်ပေးရပြန်ပြီးပေါင်းစည်းပေးရဟာဒီထိုးရုပ်ဆိုတဲ့နေရာတော့မှ तू ကအယုတ်ရှိတယ်အကောင်ရှိတယ်ရုပ်ဆိုတာကအထက်က ဟိုထိုးမဲ့ဘလူးလို့ဟုတ်ဟလားနတ်တို့ဇော်တို့ကိန်းရကိန်းကြီးတို့မင်းသားတုတ်ထန်းတို့အောက်အကောင်ဆိုလားကြတော့သူကကြားကြောင်မြောက်ရပါတယ်အလားအနေနဲ့တော့ဒိုင်းနဲ့ကျွန်တော်တို့ဟိုဟာပေါ့ဟိုဘယ်လိုပြောမလဲတိတ်တိတ်ဒီပိုင်းနဲ့ထိုးတဲ့ခါမျိုးကြရင်တော့သူ့ရဲ့အကောင်ထားသူမှုတွေကဟိုစီနီယာတိုင်းသွားတာပေါ့နေရာတွေမြင်ရတက်တယ်မြင်ရတယ်နေရာဆင်းတယ်ဆိုတဲ့ပုံစံမျိုးသူ့ရဲ့ဒိငယ်တဲ့ စွမ်းအားကိုလို့ပြောမယ်ဆိုရင်တော့စွမ်းအားကြီးတဲ့လူနဲ့စွမ်းအားသေးတဲ့လူနဲ့ကွာသွားတာပဲမစွမ်းမှုတော့မဟုတ်သူ့အာနိသင်နဲ့သူ့တော့ရှိကြတာဒါနဲ့အစတော့ပြောလို့ထားလို့မူလေးတွေကြတော့သူ့အလေးနဲ့သူ့ပေါ့တချို့ရုပ်တွေဆိုရင်ဒါကျွန်တော်တို့လည်း light တော့မလို့ဟိုအကုန်တော့မတည်ဘူးဒါပဒါပဒါပထမဆုံးပဲစုံနဲ့ထိုးဘူးလားဒါပထမဆုံးအချိန်ပဲ လက်စဘောပြောရင်တော့သူ့နေရာနဲ့သူတော့ဘောနော်ဒါပေမဲ့အသားကိုအဲ့နဲ့ထွင်းတာဆိုတော့ဘယ်နေရာမှာဆိုပဲနာတော့နာတာပေါ့ဒါပေမဲ့တမျိုးစီပေါ့ဒါပေမဲ့စုပ်စုပ်ကတော့အမှန်တမ်းပြောရင်တော့အဲနာတော့နာတယ်ဟိုလိုမျိုးဒီပေါအောင်အတွက်ပေါ့နော်6ရောက်အတွက်ပေါ့ကျွန်တော်တယောက်တည်းဟိုခံစားရတဲ့လောက်ကတော့ပေါအောင်မှာစုပ်နဲ့အထိုးခံရတာတော့နည်းနည်းအဆင်ပြေတယ် တခြားနေရာတွေဆိုရင်တော့ကျွန်တော်ခံနိုင်ညမခံနိုင်လိမ့်မယ်ဒါပေမဲ့ပေါင်ကိုကျွန်တော်အဆက်နဲ့ထိုးရင်တော့နည်းနည်းလေးကျွန်တော်တို့နည်းနည်းလေးခံရတာနည်းနည်းလေးပြဿနာနည်းနည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုတစ်မျိုးစီပေါ့စုပ်ကလည်းတစ်မျိုးစီပေါ့နော်အဲဒါပေမဲ့ထင်တာတော့ထိုးခွင်းကတော့စုပ်နဲ့ထိုးတာပို့ပြီးတော့တော့အထာကျပါတယ်ပို့ပို့လန်းတာပေါ့ပို့ကွတ်တာပေါ့ အိုင်ဒီယာကတော့ကိုဆရာကျအိုင်ဒီယာပေါ့အရင်မူအောင်လေးတွေနဲ့ခုစနစ်သစ်မူလေးတွေနဲ့တွဲပြီးထိုးတာပေါ့ပေါင်းဆက်ပြီးထိုးတာပေါ့စုတ်ကဒါပထမဆုံးပဲစုတ်ကနောက်တစ်ခုကဒီယာကအဓိပ္ပာယ်တစ်ခုရှိတယ်အကြောင်းအရာလည်းတစ်ခုရှိတယ်ကျွန်တော်ထိုးပြတာကကျွန်တော်ဆရာချမ်းလေးနဲ့ကျွန်တော်ပူပေါင်းပြီးတော့ကျွန်တော်တို့ဟာအဲတခြင်းတစ်ပုတ်ထွက်ဖို့ရှိရပါတော့เนาะကျွန်တော်အဲ့ဒီဟာတခြင်းအဲထွက်လာဖို့ရှိတယ်အဲ့အတွက်လည်းကျွန်တော်က ဒီအကြောင်းအရာကိုကျွန်တော်ခံတာကိုပေါ်မှာတကယ်ကိုကျွန်တော်ထိုးနှံ့ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီချင်းလဲထွက်လာပါအောင်မယ်အဓိကကတော့ဒီဒီမြမရိုးရထိုးခွင့်မှင်ကြောင်းအတွက်ပေါ့နော်အဲ့ဒီအတွက်တချင်းပါအဲ့ဒီတချင်းထွက်ပါမယ်ပြီးပြီတချင်းကဟောလောက်ပြီးပြီ85 80ကန်လုံးလောက်ပြီးပြီအဲအချောတက်ပြီးတော့စာသားအချောတက်မယ်နောက်ပြီးရင်ဟိုတီးယုံမယ်တချင်းရိတ်လောက်ပြီးတော့တီးပြီးရင်တော့ရပြီပေါ့ ရဲ့အကောင်ကြီးရဲ့ထားသူမှုတွေရတယ်သူနေရာလေးနဲ့သူဟိုကောင်းမှရွှေချမေးမှပြုံးလူမှငုံဆိုတာဟိုအဲ့ဒါကတော့ကျွန်တော်တို့ဒီရှေ့ဆရာကြီးတွေသူကထိုးကွင်းအတွက်တင်မဟုတ်တော့ဘူးသူကကျွန်တော်ထိုးကွင်းနဲ့မင်းကြောင်ဈေးမင်းကြောင်ပေါ့ထိုးကွင်းဆိုတာကများသောအပြင်ဒီအောက်ပိုင်းမှာဒီလိုဖွဲ့စည်းနဲ့ဟလာစီလုံးမှုညီညွတ်မှုပေါင်းစု ဖွဲ့စည်းထားတဲ့အရာ ထိုးကွင်းဟုတ်ပါ စင်းမြင့်ကြောင်ဆိုတာကအပေါ်မှာတကွက်ချင်းလဲထိုးလို့ရတယ်တကူချင်းလဲထိုးလို့ရတယ်သိတ်ဒီနဲ့ထိုးရဲ့ပုတ်ပြီးဟိုကပေါ့အင်းအိုင်ပုတ်ပြီးပေါ့နော်သူအာမျိုးလေးတွေခွာအချက်ရှိတာဟိုဟာကတကူချင်းထိုးလို့လဲရတယ်ဒါနဲ့ဒီထိုးခွင်းဆိုတာကျတော့တကူချင်းထိုးတဲ့ဟာနဲ့သူကဒီအဖွဲစည်းနဲ့တွားတဲ့ဟာပေါင်းကြည့်ဖွဲ့စည်းမှုတွေနဲ့တွားတယ်တနည်းအားမှာတမျိုးနာကျင်မှုမနာကျင်တဲ့နေရာတော့မရှိဘူးအကုန်လုံးနာကျင်တယ်အဲ့ထဲမှာမှလုံကဲ့ပြီး နာကျင်တဲ့နေရာလေးတွေဆက်တော့ပြောလို့ခုတကောက်ခွက်ဆိုလို့ရှိရင်ဟဲ့မျက်ရည်ဆက်ဆက်တကောက်ခွက်ရဲရဲဆက်ဆက်တကောက်ခွက်အမေဟိုတော့တကောက်ကြော့အမေကိုပြောတကောက်ကြော့ဥဆက်ဥဆက်တင်ပချက်ထားလို့ပြေးချင်းရေဝိုးတင်ဆိုဒူးပေါ့ရှေ့ကကကျွန်တော်တို့ရွာမှာမျိုးသမီးတွေရေခတ်ဆင်းတဲ့အခါယောက်ျားလေးတွေကရေဟိုးပင့်ပေးရတယ်ဟုတ်ရေဟိုးပင့်ပေးတဲ့အခါမှာဒါရိုက်ကြီးဝုန်းတို့ပြီးမပြီးခေါင်းမတင်ပေးတာမဟုတ်အထောက်နားတာဒူးပေါ်မှာ ရိုးလေးတစ်ထောက်တင်ပြီးနားပြီးမှမိန်းကလေးရဲ့ prompt ကိုတင်ပြီးတော့အဲ့မှာရိုးတစ်ထောက်နားတဲ့နေရာကိုသူကရိုးတင်တယ်ပေါ့ရိုးတစ်ထောက်နားတင်တဲ့နေရာလေးကိုတူပေါင်းလို့ပြောတယ်အဲ့ဒါကြတော့သူကထလို့ပြေးခြင်းရိုးတင်အဲသူကတော့ရှေးရဒီထိုးကွင်းမင်ကြောင်ဆိုတာသူကယောက်ျားလေးမှန်လို့ရှိရင်ပေါ့အရွယ်ရောက်ပြီဖြစ်ကြောင်းလူလားမြောက်ပြီဖြစ်ကြောင်းပေါ့အရွယ်ရောက်တဲ့သူက14နှစ်15နှစ်ပေါ့သူတို့လူလားမြောက်ပြီဆိုတာကအသက်အရွယ်ရဒီ14နှစ်15နှစ်ဆိုတာရှေးခေတ်ကတော့သူတို့က ဟိုလေလုတ်စစ်တိုက်ပါညာပေါ့နော်အကုန်လုံးရွေရောက်ပြီးဖြစ်တဲ့အကြောင်းပေါ့သူကမတ်ကြောက်တင်ရေးထိုးကြတာပေါ့မြန်မာမှန်လို့ရှိရင်ခေါင်းမာရောင်ပေါင်မာကြောင်ဆိုပြီးမှထိုးခွင့်မင်းကြောင်ကပေါင်မာထိုးရတယ်ပေါ့ခေါင်းမာတော့ယောက်ျားလေးမှန်တယ်များဟာရောင်တစ်စောင်းနဲ့ရောင်တုံးထုံးရတယ်ခြေတုံးစင်လာလေးတွေပေါ့နော်အဲ့ဒါကိုပြန်နေပြည်သူရဲ့အနေနဲ့ကိုရီးယားတချင်းလေးတစ်ပုတ်တော့ရေးပို့ရကွာဟွာလောက်ပြင်တာနဲ့အဲ့ကိုရီးယားသူကိုယ်တိုင်ပေါ့ခံစားကြည့်မယ်ပေါ့ခံစားပြီးမှဒီမှုတွေကိုတွင်းပြီးမှဒီတချင်းပို့အနှစ်သာရပို့ပြီးပြည့်စုံအောင်လို့ကိုယ်တိုင်အထောက်ခံကြည့်ရ အဲ့မှာ तू တက်တူးတော့မဟုတ်ဘူး तू ကမြမရိုးတာထိုးခွင်းမင်ကြောင်ပေါ့ကျွန်တော်တို့ဟိုးအရင်တုန်းတည်းကရှိခဲ့တဲ့မြမရဲ့အမွေဒီမင်ကြောင်ပေါ့နော်ဒီပေါင်မှာထိုးတဲ့ထိုးခွင်းမင်ကြောင်ရဲ့ဒါတက်တူးကြတော့ဒါကျွန်တော်တို့ဒီလက်မှာဒါကျွန်တော်တို့အလှရေးကြတယ်ကျွန်တော်တက်တူးတွေအဲအဲ့လိုပေါ့နော်အဲ့ဒါကတော့ဒါကျွန်တော်တို့ကဘာကနေဆင်းသက်တဲ့ဟာပေါ့ဒီဟာကတော့ကျွန်တော်တို့ဒီထိုးခွင်းတွေထိုးခွင်းတွေဒီဟာကျွန်တော်လေ့လာနေတယ်အဲ့ဒီဟာရဲ့အကြောင်းအရာတွေလည်းဆရာရှမ်းစီကနေကျွန်တော်အဲ့လိုမျိုးဖိုင်နေရတယ် သူပို့ပေးတဲ့ကျောင်းအရည်လည်းကျွန်တော်အဲခေါင်းထဲမှာမှတ်သားထားတယ်ပေါ့နော်အမှတ်သားရင်းနဲ့ကျွန်တော်အဲတချင်းတော့ပြုစုနေတယ်ပေါ့အခုအဲ့ဒီဟာထိုးဖို့အဲ့ဒီဟာဘယ်လိုထွက်ဖို့အတွက်ကိုကျွန်တော်ဒီရေးဖို့အတွက်ကိုဒီဟာကိုကျွန်တော်ခန္ဓာကိုယ်ပေါ်မှာတကယ်ထိုးလိုက်တာပေါ့ ောဂါကူးစက်မှုတွေပါလေကျင်းအောင်လို့ဘာညာဆိုပြီးတော့ပေါ့နော်နောက်တခါနာကျင်မှုကြတော့လေတက်တာလေဟာတယ်ဟိုကောင်ကြီးကဟိုကောင်ကြီးကတပေါက်တပေါက်ဆိုရင်ကြီးတယ်လေကွာစုပ်ဆိုရင်ခုဒီကောင်ကြီးကြတော့တက်တူးပုံစံမျိုးပဲကျွန်တော်တို့ကအကုန်ထိုးလို့ရအောင်အထီးပေါ့ဒီအက်ကဟိုတုံးဆွဲတဲ့အက်တွေကြတော့လေအရင်တော့တော့ဝစ်ချိုးအက်တွေပေါ့ဗျာကျွန်တော်တို့1994 95 96လောက်ကတော့ကျွန်တော်တို့ဝစ်ချုပ်လက်ချုပ်အက်ကလေးတွေကို ရွှေနှဖားတို့ငွေနှဖားတို့အက်ကလေးတွေနဲ့တုံးရတာခုကြတော့တော့ကျွန်တော်တို့ဒီခုတဒူး꽌ဇက်တွေမှာတုံးတဲ့အက်တွေကိုကျွန်တော်တို့ကဖြုတ်ပြီးတခါတော့ ready made အနေနဲ့တုံးတော့တာအဲ့အက်တွေကိုကျွန်တော်တို့ကလေးချောင်းလို့ပါလို့ခြီးပြီးမှထိုးရတာဒီအက်တွေဆိုတာနှစ်နှစ်ဆက်ကျော်ပြီဘောင်ဒါကျွန်တော်တို့ဘွားအစတွေဒါကြီးကကျွန်တော်တို့ဘွားမှာကြတော့မေးလို့မရပြစ်ပယ်လို့မရဘူးဘာလို့နိုင်ငံခြားက ီအပ်ဒီမဝင်ခင်အချိန်မှာခုဒီအဝိချုပ်အပ်ဒီနဲ့ပဲစတုံးမရတယ်ဖျောင်းနိုင်ရကြတော့ဒီမှာကျွန်တော်တို့ထိုးတဲ့အခါမှာပေါ့ဒီထိတ်ကလေးတွေမှာအချီပြီးလို့ရှင်လက်ပုတ်တိုက်မှုကြတော့ချောအောင်လို့ကျွန်တော်တို့ကဖျောင်းဆက်ချပြီးမှာတုံးလိုက်တော့တာနောက်တစ်ခါဟိုလိုတုံးတန်းပြီးပြီးတယောက်ပြီးပြီးဆိုလို့ရှင်ကျွန်တော်တို့ကခုပြီးခဲကြွန်ဓာလေးနဲ့ကျွန်တော်တခါလေးချစ်ပြီးမှာ လုတ်လိုက်လို့ရှင်တောင်းတောင်းဒီမှာဆေးတွေပါမကတ်တော့ဘူးဒီတဲ့ပိုးသေးကြောင်တခါဟိုကပြီးပြီဆိုအရက်ပြန်လေးပါလိမ့်မယ်ပြန်ဆေးကြောပြီးမှနောက်တစ်ယောက်တွေအဲ့တချောင်းထပ်သုံးတော့ဒါမျိုးလေးတွေပေါ့ဟိုမင်ခံပြီးလုတ်တဲ့ဟာပေါ့ပထမဦးဆုံးစာတော်ကတော့မင်ခံပြီးမိုင်းဟိုဒီဇယ်တို့ရေနံစီတို့မိုင်းခံပြီးမှသုံးတဲ့မင်ပေါ့နောက်ပိုင်းကျတော့မှကျွန်တော်ဖူကြီးနဲ့ပတ်သက်တဲ့ဟိုကျွန်တော်တို့တွင်တော့ဟိုကပြောပြောသလိုပဲတုံးကြရတဲ့ဟာလေးတွေ ਆ ရေနောက်ပိုင်းအခုဘိုင်နာတို့ဘာလို့လဲတွားလေရပါ့ ကိုတုံးခဲ့တဲ့အဆင်းအဆင်းပေါ့ဆေးလေးတွေယူတော့အခုကျတော့သွားလီယာဆေးရယူပြတိတ်မလို့တော့ဘူးလေရောက်တဲ့မြို့တိုင်းမှာကိုတပည့်သားမျိုးနဲ့ကိုအတိမိတ်ဆွေတွေစီကဆေးလေးနဲ့လည်းတော့ယူလို့ကလွယ်တယ်ပေါ့ဒါနဲ့အဓိကလိုတာကဒီစုတ်တံဖျောင်းနိုင်အချီအပ်ဒါလေးတွေကတော့လိုတော့သွားလီယာထည့်ထားတာပေါ့အချီတို့ပါလို့ဖျောင်းနိုင်လို့တော့မှသွားလီယာတိတ်တော့မလိုဘူးပေါ့ဒါနဲ့လိုအပ်ခဲ့ရင်တုံးလို့ရအောင်ဆိုပြီးကိုကတော့ထည့်ထည့်ထားတာအများအဲသူက quality ကတော့ ဘယ်လိုပြောမလို့ skin နဲ့လည်းနည်းနည်းဆိုင်နေဗျ skin ကိုရင်ပုံစံစေးကြံကွဲသွားတယ်ညာတော့ပြင်တော့အတူတူပါပဲဒါနဲ့အဲ့ဆောတော့ပြောသလိုစေးတိတ်တိမှုအားနာကျင်မှုအားလို့ကတော့ကျတော့ဒီကောင်ကဟိုပါပေါ့ဆက်နဲ့ထိုးသလိုတော့မဟုတ်ဘူး vibration မပါတဲ့အတွက်သူကကနေထိုးပြီးမနေ့ပြန်ဆက်ထိုးနိုင်တယ်မနေ့ပြန်ထိုးပြီးတပတ်ကဆက်ထိုးနိုင်တယ်ပေါ့ဆက်ကြလို့ရှိရင်တော့သူကတရက်က၂ရက် ပို့ပြီးအထိုးမခံနိုင်တော့နောက်တစ်ခါဒီကောင်ကထိုးတော့ခဏပဲထိုးတော့နာတယ်ပြီးပြီဆိုလို့ရှိရင်နိုင်ဝက်တနိုင်လောက်ကြာလို့ရှိရင်အယောင်တွေပါရစပြီးတော့ပြန်ကျသွားတယ်ကျသွားပြီးလက်နဲ့အကင်ခံနိုင်တယ်ပေါ့ဆက်ကြတော့ထိုးပြီးပြီဆိုရင်မရတော့ဘူးနည်းနည်းကြားလာလေးကင်လို့မရတော့လေးဖြစ်သွားတာဒီကောအနာကျက်မြန်တာပေါ့အနာကျက်မြန်တယ်သူ့မှာ vibration မပါတဲ့အတွက်ပေါ့ ခုလူလိုထိုးနေတဲ့အချိန်မှာတစ်ချက်တစ်ချက်တွန့်တွန့်သွားတာလေးတဲ့သူအကြောလေးကြီးရှိတယ်။အဲအကြောလေးတွေထီးတဲ့ခါမျိုးနောက်တစ်ခါတစ်ခါလေးကြောက်လို့ရှိရင်ဒီအသားမှာစိတ်ထဲမှာသူတို့စိတ်ထဲမှာလက်ထောက်လိုက်ပြီဆိုတာနဲ့အကြရတယ်ဆိုတာတီးတယ်လေအဲအဲစိတ်ကလေးကတစ်ချက်တစ်ချက်တွန့်တွန့်သွားတာဟိုနာတာတော့နာတာပဲဒါနဲ့အဲဆောတော့ပြောသလိုနာကျင်ချင်းကတမျိုးအသိစိတ်ကတမျိုးဟိုကလေးများဟိုလိုပေါ့နော်လက်နဲ့ ဂလီမထိုးပြီမဲ့တခါတော့ထိုးပြီးရင်နောက်တခါဆိုရင်လက်ကလေးရွယ်လာရင်တွန့်သွားတယ်လို့ဒါလည်းသူ့ရဲ့အသိစိတ်ကအဲ့အတ္တိယရှိနေလက်ထောက်လိုက်ပြီးသွားနေထိုးတော့မှဟာလို့ထိုးရင်တော့များသွားပြင်အဲ့လိုပေါ့ဟာသားလေးတွေပြောလိုက်ဟိုရှစ်ခေတ်ကတော့ဟိုစိုင်းနဲ့ဘုံနဲ့ဆိုတော့အာယုံပြောင်းတာပေါ့ဗျာခုခေတ်ကျတော့အဲ့လိုစိုင်းဘုံမပါတော့ကြတော့ကျွန်တော်တို့ကဘာလို့လဲတချင်းဖွင့်လို့လည်းမရဘူးလေရှင်းဖွင့်လည်းတိတ်ပြီးဟိုအောင်ပြေဘူးအဲ့ကျတော့ဟာသားလေးပြောလိုက်ကြီးလိုက်မောလိုက်နဲ့မိမိပြောက်ပြောက်ထိုးပေးရတာ